လူငွေတွေကိုဖြောင်းနေဆိုတဲ့သတင်းတွေရဲ့နောက်မှာခိုင်နှင်းဝေရဲ့သုံးဆွဲမှုတွေကိုပြည်သက်ချိုးထောက်ပြလာကြ အလူတန်းတွေလုပ်ပြီးတော့ပရိသတ်ချစ်ကိုပြေဝရောက်နိုင်ခဲ့တဲ့မက်ခိုင်နေဝေကတော့အခုချိန်မှာဝေဖန်မှုတွေဆွဆဲချက်တွေနဲ့ရင်ဆိုင်နေရပြီလေဖြစ်ပါရည်။ခုနှစ်ရသားသမီးတွေငွေကြေးတွေလူတန်းပေးနေတာဖြစ်ပေမယ့်အမန်တကယ်လိုအပ်တဲ့ပြည်သူတွေကိုလိုက်ရှာပြီးတော့စွမ်းကုန်လူတန်းပေးနေလို့ပရိသတ်ယုံကြည်မှုရရှိခဲ့တာလေဖြစ်ပါရည်။အလူလုတဲ့နေရာမှာအပင်မဲခံပြီးတော့အသေးချလူတန်းပေးတယ်ဆိုတဲ့ပုံရိပ်နဲ့နမည်ကြီးခဲ့တဲ့ခိုင်နေဝေကတော့အခုတခါမှဗျံပရာဖြစ်သွားတဲ့တူတန်းပုံစံကြောင့်ပရိသတ်ဝေဖန်တာကိုခံနေရတယ်လို့သူရဲ့ဝင်ဝင်နဲ့မများတဲ့သုံးဆွဲမှုတွေကိုပရိသတ်တွေချပြ ြလာပြီးလည်းဖြစ်ပါတယ်။ခန်းနေဝေကတော့ပြည်သူတွေခက်ခဲတိုင်းကုညီနေပေမဲ့ဝေဖန်မှုကတော့အမြဲလိုလိုခံရရသူပါ ပြည်သူတွေလူတန်းတဲ့ငွေတွေကိုတိကျမလို့ဘူးဖြောင်းနေဆိုတဲ့ဇကားတွေနဲ့ဝေဖန်ခံခဲ့ရတယ်လို့အခုတစ်ခေါက်ကတော့ပို့ပြီးတော့စိုးဝါခဲ့တာလည်းဖြစ်ပါတယ်အခေါက်တိုင်းမှာတသက်မရှိတဲ့ဆဆဲချက်တွေမနာလို့တဲ့ပြောတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့ခိုင်နေဝေကပြင်မနာမျိုးကငလင်ပေးတဲ့ပြည်သူတွေကိုလူတန်းချိန်မှာတော့တကယ်မပေးဘဲငွေဖြောင်းနေအုတ်ကြီးနဲ့ပါမီလောက်စားတယ်ဆိုပြီးပြည်သူတွေကပြောဆိုနေကြပြီလည်းဖြစ်ပါတယ်ခိုင်နေဝေကတော့ပြင်မနာမျိုးမိင်္ဂလာရက်ကွက်ကိုသွားပြီးတော့လူတန်းရှာကနေအပြည့်တနာစတက်ခဲ့တာပါသူကပြင်မနာမျိုးမိင်္ဂလာရက်ကွက်မှာရှိတဲ့အင်စီ185အိတွဲ့ သိန်းလေးတောင်လှူပေးတယ်ဆိုပြီးတော့တင်လိုက်တဲ့ချိန်မှာတော့အရှက်ကွက်ကသူတွေကတကယ်မရဘူးဆိုတာကိုကမလီတယောက်က Facebook မှာတင်ခဲ့တာလည်းဖြစ်ပါတယ်။တကယ်ခက်ခဲနေတဲ့အချားရက်ကွက်လှူတာကတရက်ကွက်ဆိုပြီးတော့ပြောခဲ့သလိုလူငွေမရတဲ့အကြောင်းရင်းကိုရေးသားခဲ့တာလည်းဖြစ်ပါတယ်။ခိုင်နေဝေလူတန်းနဲ့ post အောင်မှာလည်းပြည်သူတွေကတကယ်များတဲ့အကြောင်းတွေကိုလာပြောတဲ့ချိန်မှာပဲခိုင်နေဝေက app post ကိုဖျက်ပြစ်ခဲ့တာမလို့ဒုလောဒုလောဖြစ်သူတွေပုံများလာခဲ့တာလည်းဖြစ်ပါတယ် ခဏိဝေကတော့ဝေဖန်သူတွေရဲ့စကားတနေကြောင့်သူ့လူခဲ့တဲ့ပြင်မနာမျိုးကိုပြန်သွားပြီးတကယ်လူတွေဆိုတာကိုပြည်သူတွေကိုလိုက်လွင်ပြီးတော့ဖြည့်ရှင်းခိုင်းခဲ့တာလည်းဖြစ်ပါတယ်။ခဏိဝေကတော့တနိုင်တဲ့ဘက်ကနေဖြည့်ရှင်းမှုတွေလုပ်နေပေမဲ့ပြိတက်ချိုကတော့မြုပ်ချနိုင်သေးပါဘူး။ဒုက္ခရောက်နေသူတွေကိုလိုက်လွင်ပြီးတော့ရှင်းခိုင်းတာကသက်သက်ရှက်ခွဲတာဆိုပြီးတော့ဝေဖန်တဲ့တချို့ကထွက်ပေါ်လာခဲ့ပြန်ပါတယ်။သူကမြုပ်ကြည့်တဲ့ဆယ်လီတချို့ကတော့ အခုပြဿနာကိုတိတ်ချအောင်ရှင်းပြဖို့တောင်းဆိုခဲ့ကြသလိုပရိသတ်ချုပ်ကလည်းသူ့ရဲ့တုံ့ဖြုံနေတဲ့ပုံရိပ်ချုပ်ကိုထောက်ပြခဲ့ကြပါပြီ။ပရိသတ်တတော်များကတော့ခိုင်နေဝေကိုတွေ့ရင်စက်တရေရှိတဲ့သူ့ရဲ့ပုံရိပ်ကိုသာကြည့်ခဲ့ကြပေမယ့်သူပါရီဝတ်ထားလေးဘလောက်တုံ့ဖြုံနေလဲဆိုတာကိုတော့သိမလိလာဖြစ်ကြပါဘူး။ယုံကြည်ရတဲ့နေပညာရှင်တရားမလို့တော်ရုံမလိလာခဲ့ကြပေမယ့်အခုချိန်မှာတော့သူရှာနိုင်တဲ့ငွေနဲ့သူသုံးတဲ့အရာတွေမမျှမတဖြစ်နေတာမလို့ဝေဖန်ထောက်ပြနေကြပြီလေဖြစ်ပါရီ။ကယ်ဒမီမြာသေးတဲ့ပုံမှန်နေပညာရှင်တရားဖြစ်တဲ့ခိုင်နေဝေဟာရာကြော်တဲ့ထောင်ကြော်တဲ့နိုင်တွေကိုအလ ုံးပေါင်းမြောင်များစွာဝတ်နိုင်တယ်လို့လွယ်တဲ့အိမ်မန်သမီးကလည်းကြာကြော် brand ကြီးပဲဖြစ်ပါတယ် writer မလို့ခင်ကအမှုပညာလုပ်တွေကိုထင်တယ်လို့မလုပ်ရတဲ့ခိုင်နေဝေက writer လုပ်ပြီးချိန်မှာသုံးမကုန်ဖြုံးမကုန်ဖြစ်နေတာ ေကပတ်စံကြောင့်လေးဆိုပြီးတော့မိကုနေထုတ်နေကြပြီလေဖြစ်ပါတယ်။သူဝိစင်ထားတဲ့ brand တွေကိုဈေးနှုန်းတွေပုံနေနဲ့တွဲပြီးတော့သူရဲ့လုပ်ရည်ကိုတန်တရားဖြစ်နေတဲ့ပြိသက်တွေကမိကုထုတ်နေကြပြီလေဖြစ်ပါတယ်။အခုချိန်ဒီနှုပညာလုပ်ကိုကောင်းကောင်းလုပ်ခွင့်မရသေးတဲ့နှုပညာရှင်တယောက်ကတိမ်မောင်းမြောင်များစွာသုံးနိုင်တာကဘာကြောင့်လဲဆိုပြီးတော့ဖြည့်ရှင်းချက်တောင်းနေကြပြီလေဖြစ်ပါတယ်။ပြိသက်လေးတို့ရောခုပြဒနာကိုဘလို့ထင်မြင်ကြလဲဆိုတာပြောခဲ့ပေးပါအောင်နော်။လက်တလုံးမှာတော့ခိုင်နေဝေကိုမစော့ကားနေဆိုတဲ့ဖွဲ့ရဲ့ ောက်ကြီးနဲ့ပေါင်းစားတယ်ဆိုတဲ့အဖွဲ့နှစ်ဖွဲ့ကွဲနေရမလို့ပြည်သက်တော်ရောဘယ်ဖွဲ့မှပါလဲဆိုတာပြောခဲ့ပေးပါအောင်ရှင်။